ဲ့မဲ့ဒီအချိန်မှာတော့မပြချင်းဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟောအပြင်မှာဖြစ်နေတဲ့ဟာတကယ်ရုပ်ရှင်နဲ့အများကြီးဆိုးနေတာဆိုးနေတော့အပြင်မှာဖြစ်နေတဲ့ဟာပူကြောက်စရာကောင်းမှာအဲ့ဒါကြောင့်ဒါကိုလည်းအကျေထွန်းမပြောချင်ဘူးအဲ့တော့အဲ့လိုဒီအချိန်မှာအဲ့လိုပေါ့ဒီအချိန်မှာပြမယ်လို့လည်းမကြီးပဲထားဘူးပေါ့နော်ထင်တာအခု ဒီလိုဝန်내စရာကောင်းတဲ့အချိန်မှာရုပ်ရှင်ကြော်ညာရတာရရန်ရှိဖို့ကောင်းပါလေ။တချို့ပွဲတွေဆိုလည်းဖြတ်တယ်။မျိုးတို့ဆိုလည်းပထမပွဲဖရက်ရှူဆိုလည်းဖြတ်လိုက်တာ။ဖြတ်ပြီးတော့အခုဒီအချိန်တည်းရောက်လာ။ဒါပေမဲ့တကယ်သာဒီအချိန်တည်းရောက်လာတယ်။ဘီယန်ရဲ့ဟိုဟာမအေးချမ်းသေးဘူး။အဲ့တော့စဉ်းစားကြတယ်ဘာလုပ်ကြမလဲဆိုတော့တိုင်ပင်ကြည့်လိုက်တဲ့အချိန်မှာဒီ producer တွေဘာနဲ့အားလုံးတိုင်ပင်ကြည့်လိုက်တယ်။မျိုးတို့ကရိုက်ပေးရိုက်ပြီးတကယ်ပိုင်နာ producer ပိုင်နာ။အဲ့တော့ဘယ်လိုလုပ်ကြမလဲဆိုတော့ဟိုဒီကနေရတာအားလုံးဒီအချိန်မှာစီးပွားရှာနေတာ။ ကောင်းကို့မှာရှိတာတော့မှရောင်းပြီးလှူနေကြတဲ့အခြေဖြစ်တဲ့အတွက်သူကဒီဇက်ကားကနေပြလို့ရတယ်80%ကိုလှူမယ်ပေါ့နော်20%ကအမျက်ခွန်နဲ့ရုပ်တင်ဇေယိပေါ့အဲ့လိုသတ်မှတ်ထားဒါပေမဲ့တကယ်တမ်းဆွေးနွေးကြည့်လိုက်တဲ့အခါမှာ80%လည်းမလှူတော့100%လှူတော့ရုပ်တင်ဇေယိကိုထပ်ဆိုင်တယ်အဲ့ဒီကသူ့ရဲ့သဒ္ဓါတရားပေါ့နော်သူကအဲ့လိုပြောတဲ့အတွက်သူကဒါယာနှုံးပြအမျက်တရားရာဂိုင်နှုံးကိုမီလီယံဘေးအတွက်လှူဖြစ်သွားမှာ ဲ့တော့ဒီကားပြတဲ့အချိန်မှာသူလှူတဲ့အလှူကဘာဖြစ်မလဲဆိုတော့ပြန်လဲထူထောင်ရေးတဲ့ကိုရောက်မှာအဲ့တော့အိမ်တွေဘာတွေပြန်လဲထူထောင်မယ်ဖုန်ကြီးကြောင်းတွေထူရမယ်စာတင်ကြောင်းတွေအဆောက်အုံတွေအများကြီးလောက်ရမှာရှိပါတယ်ဆိုတော့အဲ့မှာအခုတော့ကေဇယ်ကြီးကိစ္စပြီးသွားရင်ပြန်လဲထူထောင်ရေးကိစ္စကိုသွားရတော့ပါအဲ့ဒီချိန်ကြတော့မှတကယ်လူအပ်တဲ့နေရာတွေကိုအခုတကယ်လှူနေတဲ့လူတွေရှိတယ်သူဒီကားထဲမှာပါတယ်သူတအောင်လို့မတူအေဂျင့်မောင်တို့နောက်ပြီးတော့ဟိုက ကျန်တဲ့အောင်ချမ်းလူတို့ဘောက်အများကြီးပေါ့နော်ရှိကြတယ်လူမလို့လူဘောက်ဆိုသွားလူနေကြတာပြီးတော့သူတို့သွားလူနေကြတဲ့အထက်မှာသူတို့ဒီဘေးနီးယားကိုလှူသင့်တယ်ဆိုတော့တကယ်ကို research လုပ်ပါတယ်တည်တည်ချာချာရိုက်ပြပြီးဘေးနီးယားမှာလှူတယ်ဆိုတာမျိုးဥပမာရေသန်းဘူးတွေကတ်လိုက်လှူလိုက်တာမျိုးမဟုတ်ဘဲနဲ့အဲ့နေရာမှာရေသန်းဆက်တယ်ပေးခဲ့တာမျိုးတော့အဲ့လိုလှူတဲ့လူကတွေ့ရတယ်တွေ့ရတဲ့အတွက်သူတီးရရလှူနိုင်တယ်လို့ထင်တယ်အဲ့တော့ပြိတ္တနေနဲ့လည်းအဲ့လိုလာကြည့်တဲ့အခါက ရုပ်ရှင်တကားကိုကြည့်ပြီးကျေနပ်သွားတဲ့ PT အဖြစ်အလူအွက်ပါ PT ဖြစ်ရတာမျိုးခံစားရမှာအဲလွန်ဆွဲနေတာပေါ့လွန်ဆွဲနေတော့အခုချိန်ဒီသူ့ရဲ့ပုံမှန်အတိုင်းဆိုလို့ရှိရင်နှစ်ဆန်းတည်းနေမှာဖြစ်ရတယ်။ဒါပေမဲ့ဦးမျိုးတို့ဒီလေဗုဒ္ဓဘာသာဖြစ်တယ်မြန်မာလူမျိုးဖြစ်တယ်အဲ့ဒီလိုနှစ်ဆန်းတည်းနေမှာပထမရိုးရိုးကားဆိုရင်တော့တော်တော်ပြောမိမှာပဲ။ဒါဆိုနှစ်သိမ့်ပါဒီဇကာယုံကြည်ခွင့်ရတယ်။ဒါပေမဲ့ဒီလိုကားမျိုးသူတို့တစ်စီလို့တက်နံပါတ်တက်လိုက်တဲ့အတွက်ဘာဖြစ်လို့ဆိုတော့ ဒီပြန်လုံတော်မူသွားတဲ့ဘုံကြီးတွေရှိမြဲကြားရတယ်ရှိမြဲဆိုဓာကြီးကအဲ့လိုပေါ့နော်ဟောနမိတ်အနေနဲ့ကောင်းရင်မကောင်းဘူးအဲ့ဒါကြောင့်ဦးတို့ကရက်တခြားနေရာကိုရွှေ့လိုက်တယ်အရွှေ့လိုက်တဲ့ရက်ကိုတော့မနှက်ဖန်အစည်းဝေးကြမှာဒီပြရလိမ့်မယ်ဟိုအဲ့ဒါကတော့ဘုံဘုံနမိတ်မကောင်းဘူးဆိုတာကိုတော့ဦးတို့ဟိုစဉ်းစားပြီးတွေးမယ်ဆိုရင်ပြောမယ်ဆိုရင်ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါဆိုရင်ဦးကမောင်ချမ်းသာလို့ပြီးထားရင်ကစိုက်ကန်းနေနေတာမျိုးလည်းရှိတယ်လေ ဟုတ်တယ်မလားကုခွေးလို့ပေးထားတဲ့လူကတထေကြီးဖြစ်နေတယ်လို့ရှိတယ်အဲ့တော့ဥမာ stop the war ဆိုပြီးရိုက်ခဲ့တဲ့ချင်းကုစစ်ပွဲတွေညင်းသွားလို့လားဟုတ်တယ်မလားအဲ့လိုရဲ့ရန်ညင်းညံသောပန်းဆိုပြီးလူရိုက်ခဲ့တဲ့ချင်းတွေလည်းရှိတယ်ဒါပေမဲ့အဲ့အရာတွေကြည့်လို့လူတွေကြိုက်ကြတယ်ဒါပေမဲ့ညင်းသွားလို့လားမညင်းဘူးလေဆိုတော့အဲ့တော့ဟိုမကောင်းတဲ့ဘက်ကိုဇွတ်တွေးပြီးတော့အဲ့လိုခုနဟော negative thinking နဲ့တွေးမယ်ဆိုလို့ရှိရင်လည်းတွေးစရာပဲဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်လေဗမာပြည်မှာနေတဲ့ဗမာလူမျိုးဖြစ်တဲ့အတွက်ဒါကို ဦးမျိုးတို့ဗမာတယောက်နေလေလေစာလက်ခတ်အဲ့ဒါကြောင့်ဒီရဲ့ရုပ်တင်မဲ့ရက်ကိုတင့်တော်တဲ့နေရာရွှေ့လိုက်နှစ်ဆန်းတရက်နေတော့မဖြစ်စေချင်ဘူးအဲ့ဒါအမှန်ပဲအဲ့ဒါကြောင့်လူကြီးတွေလည်းတိုင်ပြီးပြီးရုံကလည်းအဲ့ဒီရွှေ့ဝင်းနဲ့အခွင့်အရေးကိုပေးတဲ့အချိန်မှာဦးမျိုးတို့လည်းပျော်သွားတယ်ဝမ်းသာသွားတယ်ဟိုလူကြီးတွေလည်းဟိုလန့်ကအစည်းအဝါလူကြီးတွေလည်းအပေါင်းဝမ်းသာသွားတယ်အဲ့တော့တို့ဝမ်းသာအားရရွှေ့လိုက်ကြတယ်ပေါ့ဘာလို့อืมဟိုဟာရှိရမှန်ကတော့အများကြီးရှိပါတယ် ကဥမာတို့အဲဒီစက်ထဲမှာပါလာတဲ့ဟာမျိုးအတန်ဒီပါလာတဲ့ဟာမျိုးဆိုရင်လည်းဒါဖြစ်ရမှာပဲပြီးရင်အဲ့လိုအဆက်အသွယ်ရတဲ့ဟာမျိုးတွေအဲ့ဒါဆိုရင်အစ်စ်ပန်တွေပြီးနောက်တစ်ခုကအဲ့ဒီဟာတွေလိုက်ရှာတဲ့အချိန်မှာဒီစက်နဲ့တွေ့ရဆိုတာစက်ထဲမှာတွေ့နေရဆိုတာအကုန်လုံး making နေရှိပါတယ်ဒါပေမဲ့ဒီအချိန်မှာတော့မပြချင်းဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟောအပြင်မှာဖြစ်နေတဲ့ဟာတကယ်ရုပ်ရှင်နဲ့အများကြီးစိုးနေတာစိုးနေတော့အပြင်မှာဖြစ်နေတဲ့ဟာပူကြောက်စရာကောင်းပါဘူး အဲ့ဒါကြောင့်ဒါကိုလည်းအကျယ်ဖို့မပြောချင်ပါဘူး။အဲ့ဒါကတော့ခဏတော့တိုက်ဆိုင်မှုပါပဲ။တိုက်ဆိုင်မှုဆိုတာဒီအခုတစီကအမှုကူမရိုက်ကြမှာမဟုတ်ဘူး။ကိုရှေ့မှာရိုက်ခဲ့တဲ့တစီပေါင်းကငွေချင်းတစီရောပါရောအများကြီးရိုက်ခဲ့တာ။အဲ့တော့မိုင်းနဲ့26တိရောပါရောသူကရိုက်ခဲ့တယ်။မိုင်းနဲ့26ရိုက်ခဲ့လို့အဲ့ဒီမိုင်းနဲ့26မှာဟိုဟာနောက်ထပ်လူသားမှုလည်းထပ်မဖြစ်ဘူးလေ။အဲ့ဒါမျိုးတွေ။အဲ့တော့ကားပေါ်မှာလိုက်လိုက်လို့ပြောလို့ကားဒီပေါ်မှာတကယ်ပါလာလားဆိုကားဒီပေါ်မှာလည်းပါမလားဘူး။အဲ့တော့အဲ့လိုမျိုးတွေရှိပါလား။အဲ့တော့သူကသူပြောချင်တဲ့လူက negative thinking နဲ့ပြောမှာပဲ။ ဲ့မဲ့သူတို့ပြောခြင်းမပြောခြင်းကိုလည်းအာရုံမရှိပါဘူးအဲ့ဒါဒါမဲ့ဗမာတယောက်ဖြစ်နေတယ်ဒါကမြို့ဖလာတစ်ခုကိုလေးစားရမယ်ဆိုတဲ့အားအနေနဲ့ဒါအားလုံးတိုင်ပင်ပြီးတော့ယုံအရှင်ဘက်ကရောဒီပြန်ကြ ాయి ဘက်ကရောအဲ့ဒီကိုကွန်မီဘက်ကရောမြို့ပညာရှင်တွေဘက်ကတိုင်ပင်ပြီးတော့အားလုံးတိုင်ပင်ပြီးတော့ရက်ရွှေ့လိုက်တယ်ဒါပါပဲကောင်းပါလေသူတို့ကဒီတရုတ်ဆောင်တွေပေါ့ဝါရင်တရုတ်ဆောင်တွေအကုန်လုံးကတော့သူတို့လုံးမယ်လို့ဆုံးဖြတ်ထားတဲ့ဟာပါ ပြင်း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 တူတူကြာလိလာလုပ်ကြတာသူ့ကိုထည့်ပြတဲ့အကြောင်းရတယ်သူကမြို့လို့တပည့်ပါပဲကိုရှိလူ့ဘွားတွေကယူတာလို့ကျင်တယ်ဒါပေမဲ့အဲ့လိုတင်းတင်းနေတဲ့အချိန်မှာသူကထွန်းထွန်းနဲ့အတူပါလာပါလာပြီးတော့တရုတ်ဆောင်ကိုယူတဲ့ဒီကလေးကယူတပြီးတော့ဒီကိုနိုင်တို့တရုတ်ဆောင်နေတဲ့အချိန်မှာလည်းတည်တည်ချာချာကြည့်တာတေချာကြည့်ပြီးတော့အဲ့လိုတွေကလုပ်ကြတယ်အဲ့လိုတွေလုတ်ပြီးတော့တေချာလိလာအဲ့တော့သူကြီးလိုက်တဲ့အချိန်မှာ ။ဒီနောက်တစ်ခုကအဲ့ဒီအိုက်တန်တွေကဂရုံးတကယ်တုံးရတယ်။အဲ့တော့ဂရုံးတုံးမှုအတွက်တချို့ကကိုယ်ဒီသပင်လေးထိမှဟိုကြောက်နေကြတယ်။အဲ့တော့ဥမာသူ့ကိုဆိုင်မေးကြည့်တယ်။မင်းဂရုံးတုံးမလား။ရတယ်ဆရာတုံးတယ်အစင်းနေမှာ။အဲ့လိုပို့ပေါ်ပါပါဒီသပင်တကူကိုဆွတ်လို့ပြတော့တော်တော်ဝင်လေးနေကြတယ်ဒီအများကြီး။သူပို့ပေါ်ပါလေးပြောတဲ့အတွက်သူဒီဒီပေါ်မှာတကယ်ယူတည်တယ်ဆိုသိကြတယ်။အဲ့တော့ကိုနိုင်ရိုက်တဲ့အချိန်မှာသူတောက်လျှောက်လိုက်ကြည့်တယ်။အဲ့တော့ကိုနိုင်လိုက်ကြည့်နေကြည့်တယ်။ အဲ့ဒီ ID လုတ်ပြတော့သူတေချာမှတ်တယ်တေချာလုတ်ပြအဲ့ဒါနဲ့သဘောကျသွားသူအဲ့နေရာကိုရိုက်တော့မယ်ဆိုပြတ်သူတကယ်ကတော့လုတ်ပြီးတကယ်ရိုက်လိုက်တာအဲ့ဒါကသူ့အတွက်အခန်းနေချင်းများချင်းကဟိုအိုက်တာတယောက်အတွက်အရေးမကြီးပါတဲ့အခန်းမှာဘလောက်ပိုင်ပိုင်နိုင်နိုင်လုံနေလဲဆိုတာကသူ့ရဲ့အရေးချင်းပါအခန်းနဲ့အခုပဲသူမိတ်ကတိတ်ကြတဲ့အခါကျရင်ကိုမျိုးကြီးမိတ်ကကတအားပူတယ်ပြင်မလားမရတော့ဘူးအဲ့တော့ဒီကောင်ဆီလီကွန်တွေကတ်ထားတာအရင်ပူလာတယ် တကယ်တမ်းဟွာလဲရင့်သွားပြီတကယ်တမ်းလဲအဲ့လိုပေါ့နော်ဟိုတရုတ်ဆောင်အပေါ်မှာနားလဲသွားပြီဆိုလှကျင်တဲ့စိတ်ကအလိုလိုမရှိဘူးအဲ့ဒီအချိန်မှာလှကျင်လှကျင်တဲ့လူကသွားမှာပဲဒုက္ခရောက်ပါတယ်အဲ့မှာလှကျင်နေလို့မရအဲ့တော့တဘာဝကြောက်ဝါပူရည်ကြီးတယ်တဘာဝရဲ့အလှကိုပဲအလှမှမပြီးအဲ့အဲ့ဒါသဘောပေါက်တယ်သဘောပေါက်တဲ့အတွက်ကြောင့်တဘာဝကိုပဲကြောက်လို့ပါတဲ့အချိန်ကသူဒီကမ်းမာတွေမဟုတ်ပါဘူးစိတ်ကကျူးမာတွေကလည်း မျက်လုံးကြီးတစ်ဖက်ဆိုကြောက်မျက်လုံးကြီးထည့်ထားရတာကိုလောက်သွားအဲ့ဆိုလဲလှမမလားဒီသက်တီရလှမဲ့ရွယ်လည်းမဟုတ်ဒီသက်တီရလှလို့လည်းအဖွားရွက်ကြိုက်တော့ဘာအဲ့ဒါကိုသူတို့နားလဲထားနားလဲတဲ့အတွက်ဆိုတော့သဘာဝဘက်ကလူပြီးတယောက်ဆောင်ပါဟောသူတို့တော့ဟိုပါဘောနော်အာဟိုဟာလေးတက်နိုင်တဲ့လောက်လုပ်ပေးကြပါတချို့မကြိုက်ရင်ပြန်ရိုက်တာပဲပြန်တော့ဒါကတော့မျိုးတွေကအထူးစံဖို့တော့ចောင်းသားတွေကိုလည်းဒီတိုင်းပဲတင်နေရတာပဲတင်နေရတော့မျိုးတွေတင်နေဆိုတာကအရန်ခက်ခဲတဲ့ ကိစ္စမဟုတ်တော့ဟို used to ဖြစ်ပြီးတော့အကယ်လို့ရိုက်ကွင်းမှာမတင်ရတယ်ကျောင်းမှာတင်ရတာပဲအဲ့အတွက်ခက်ခဲမရှိပါဘူးအဲတင်ရတာဆိုတော့တို့မတက်သေးတော့တင်ရမှာပဲလေဒီချင်းနောက်တော့လဲတို့ဆရာမကြီးဖြစ်ကုန်ကြတာပဲဆိုအဲ့ဒီနေရာလေးကတော့ဟိုပါပေါ့နော်ဟိုကိုချမ်းသာရဲ့အဲ့လိုဟိုပါလေဟမ်လေးဝင်နေတာအဲ့တော့မမို့ပြောရတယ်မမို့ကြီးအဲ့နေရာလေဟမ်လေးဝင်လိုက်ချင်တယ်ဒါကအဲ့လိုလေးဟိုပါလှုပ်လိုက်တဲ့အချိန်မှာနောက်နားတောင်တဲ့တန်စင်အရာလေးသူကပျော်ကြသွားတယ် အဲ့လောက်တင်းပြီးတော့တော့အမှန်တော့ငါเจ้าမော်ရောက်နေတာဘူးလဲဟေးပေါ့နော်အဲ့ဒါမျိုးပမာထဏနဲ့သူကမြင်ရမရပဲလာတာဘူးလဲဆိုအဲ့မှာပညာမင်းရဲ့ဆရာပညာတော့ပြို့ချတာဒါပေမဲ့အဲ့ချိန်မှာဝမ်းတာတာနဲ့ဝမ်းနေတာနဲ့ကြပြိုင်နေလေးဖြစ်တော့တယ်အဲ့တော့အဲ့ဒါလေးကိုပေါ်အောင်ခေါ်ထားအဲ့မှာမျက်ရည်ကြာရင်လည်းကြည်လို့ရအဲ့ပျော်နေခဲ့တာနှစ်နှစ်လာလာရှိပါဘူးခင်ဗျာဘာလို့တော့သူမလာသည်ဖြင့်ဒီကိစ္စရှင်းမရအဲ့တော့အဲ့ဒါဒါအင်္ဂလိပ်လို့ခေါ်တယ် migraine လို့ခေါ်တယ်ရောတာပါ သူကအလင်းရောင်ကိုကြည့်လို့မရဘူးပြီးရင်တော့အတန်စုမျက်နှာကိုမရဘူးခေါင်းတစ်ချက်ကကိုက်တာအလင်းစုလေးခေါင်းကိုက်လိုက်မိုက်ဂရိန်းတကယ်ရှိရလို့ပြောင်းနေမှာအဲ့လိုနေနေရဆိုတော့အအကိုက်ခဲပျောက်စီလို့လည်းအမြဲတမ်းတောက်နေရအကိုက်ခဲပျောက်စီတွေတောက်ဖို့အတွက်အထင်မှာအစာရှိလို့ပါဟုတ်ပါအဲ့ဒါတွေနဲ့ဟိုရှင်းတန်းရတာပေါ့နော်အဲ့ဒီဟာလေးတွေလည်းပြတာ။တည်ယူဆောင်ပါနဲ့တဲ့ချမ်းသာကြီးဆိုတော့ဘာလို့ခဲ့ပြတာလဲ။တည်ယူဆောင်နေလို့ခဲ့ပြတာ။ ာဖြစ်လို့လဲဆိုတရုတ်ဆောင်နေရအများကြီးများနေတဲ့လူတွေကအာဒုပမာဒီမှာတရုတ်ဆောင်ဇကားရကားနဲ့တကားမှာဒီကားမှာ DI တယ်မနောက်ကားမှာ DI တယ်နောက်ကားမှာ DI တယ်အဲ့တော့အဲ့လိုဟာတွေမြင်နေရတော့ဘာ acting လုပ်တော့မယ်ဆိုတာကြုံသိတယ်။ तू ကကြုံမသိရအောင်လုပ်တယ်။ကြုံမသိရတဲ့အတွက်အခုလို့ထိသွားတယ်။အဲ့မှာ तू ဝမ်းနေပြီဟာဖြစ်သွားတဲ့အချိန်ပျော်သွားတဲ့အချိန်အဲ့ဟိုတကယ်တော့မိဘတယောက်လို့ဖေကကျွန်တော်ရှိခုမှလာတယ်ဗျာဆိုတော့ ပုံစံမျိုးလေးပေါ့အဲ့လိုဖြစ်သွားတာအဲ့ဒါလေးကပေါ်လွင်တယ်ကျွန်တော်တို့ကဟိုဘယ်လိုပြောလဲဆိုတော့ကြောက်ဆိုရင်တောက်လျှောက်ကြ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 ောက်စီရယ်ပေါ့နော်ပြီးရည်ဆိုတော့ရည်ရည်ဆိုအဲ့ဒါမျိုးကိုတိတ်မကြိုက်အဲ့တော့ရည်နေတဲ့ကြားထဲမှာပိုခက်တာကြောက်စရာကိုဆွဲထည့်ရတာပိုခက်တယ်ဆိုတော့တကယ်ကြောက်စရာမကောင်းရင်အဲ့ဒါယူရည်ပလိုက်ကအဲ့လိုဖြစ်သွားတာပေါ့အဲ့ဒါကိုကုလိုချင်းတို့ကစားလို့ရတာဒါပြိဿနဲ့ကိုနဲ့အပေးอยู่ပေါ့နော် အဲ့တော့ဒီရည်နေရတယ်ဒါပေမဲ့အဲ့ကြားထဲမှာသူပြက်ကနေဝန်းနေသွားရမယ်စိတ်လှုပ်ရှားသွားရမယ်အခြေနှက်သွားရမယ်ကိုယ်ကငိုသွားရမယ်အဲ့လိုလှုပ်ရတာကဘူးကမြို့ကနေလဲကြိုက်တယ်ပရိသတ်ကလည်းအဲ့တိဆိုကြိုက်တယ်လို့မြို့ထင်ပါတယ်သူအဲ့တချင်းစာသားလေးကိုခံစားကြည့်နောက်တစ်ခါဒီကားကပြီးပြီလို့ထင်ပြီးတော့အဲ့လိုပြန်ပြန်ပြီးပြန်သွားကြမှာဆိုတယ်တကယ်တမ်းသူ့ရဲ့အနှစ်သာရဟိုးနောက်ဆုံးဘာမှမရှိတော့ဘူးပိတ်ကောင်းမှာဘာမှမရှိတော့ဘူးဆိုတဲ့အထိအဝင်နေ အော်ကျွန်တော်တို့ဒီအချိန်မှာရုပ်ရှင်သမားရုပ်ရှင်တွေရိုက်တတ်ကြတယ်လေ။အဲကျွန်တော်တို့လည်းဟူဟူနေတယ်။ပြီးတော့ရုပ်ရှင်ရိုက်ပြီးဖူတာပါပဲ။အဲလူရဲ့အထက်ကိုလည်းပြိတ္တကပါဝင်စီခြင်းတယ်။အဲတော့ပြိတ္တနဲ့ကျွန်တော်တို့လည်းဟိုဖူပေါင်းပြီးတော့အရှိလူလေးတစ်ခုကိုလုပ်ပြသွားတာ။အော်ဒီအချိန်မှာကျွန်တော်တို့ဟိုဘုရားဘာသာရဲ့အယူအရလည်းကျွန်တော်ဒါအားနေတဲ့သူကိုကျွန်တော်တို့ဖူမီရမယ်။ဒါနတိလဘာဝနာဆိုတဲ့အတိုင်းဒါဟာဒါနတစ်ခုဖြစ်မယ်။ တော့အဲ့တော့သီလနဲ့ဘာဝနာကတော့ကိုယ့်ကိုစောင့်ကြည့်လာရအောင်အဲ့တော့အဲ့တော့ဒါနပါဝင်တဲ့အတွက်ကိုကျွန်တော်ကဒါသုံးခုတွေကတစ်ခုပါဝင်အဲ့လိုပဲကျွန်တော်တို့လည်းဒီပြုပေါင်းပြီးပါဝင်ရင်းနဲ့ကုသိုလ်ကြီးကြပါလို့ဖြစ်ခေါ်ချင်ပါတယ်